မြန်မာတရထောင်းတော့88ခုနှစ်ကမဟာဘုံမှာစနေဟအထွန်းမှာဖြစ်တဲ့အတွက်စနေအထွန်းမှာရှိနေတာဖြစ်တဲ့အတွက်1988ခုနှစ်မှာမွေးဖွားမဲ့စနေသားမိတိုင်းဟာအထွန်းဘွားဖြစ်ပါလိမ့်မယ်လို့တွေးရပါတယ်။ထို့နည်းတူသာပဲစနေသားမိများတွေ1988ခုနှစ်အတွက်ဟောပြောပေးရမယ်ဆိုရင်တော့စနေသားမိများဟာ 1989ခုကပေါ်လွင်ထင်ရှားမှုတွေရှိလာပါလိမ့်မယ်ပေါ်ပေါ်လွင်လွင်ရှိမယ်ထင်ထင်ရှားရှားရှိမယ်ထင်ပေါ်မယ်ကြော်ကြားမယ်ကိုယ်တိုင်ကလည်းပဲလူအများရဲ့ကြားထဲမှာတိမ်ငုပ်ပြီးတော့နောက်ထဲကိုရောက်ပြီးတော့ပျောက်မနေပါစေနဲ့ရှေ့ကိုထွက်နိုင်အောင်ကြိုးစားပါရှေ့ကိုထွက်ရဲမှလူရှေ့ကိုထွက်နိုင်မှအောင်မြင်မှုတွေကိုလည်းပဲရရှိပါလိမ့်မယ် ဲ့တော့ဂျောင်ထဲမှာကတ်နေပြီနော်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ဘလို့ကိုယ်တိုင်လည်းပဲအဲ့ဒီအချက်ကိုအဲ့အဲ့ဒီအခွင့်အရေးကိုပေါ့နော်ရယူနိုင်ဖို့လိုအပ်ပါတယ်အဲ့တော့လူအများရဲ့ချစ်ခင်မှုတွေထောက်ခံမှုတွေကို အများဆုံးရရှိမယ်လို့ဆိုလိုရတဲ့တစ်တစ်နဲ့လည်းပဲဖြစ်ပါတယ်နောက်တစ်ခုကအလုတ်ကရာလူတွေတက်သွားတာလို့နေရာကောင်းတွေရသွားတာလို့တိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုကြုံတွေ့ရပါလိမ့်မယ် ဲ့တော့ဆက်လက်ပြီးတော့ပြည့်ပြည့်စုံစုံလေးကျွန်တော်ဟောကြားမယ်ဆိုရင်စနေသားမီးတွေဟာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ထူးခြားစွာပေါ့နော် ကြီးမားစွာ ထင်ရှားစွာတိုးတက်အောင်မြင်မှုတွေကို ရှားရှိလာမယ်ဒါနှစ်တစ်နှစ်ကို ဖြတ်တန်းရခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့အလုံးမရှိတဲ့သူတွေကအလုံးရသွားတာအလုံးရှိနေတဲ့သူတွေကလုပ်ငန်းမှာပုံပုံပြီးတော့တိုးတက်အောင်မြင်တာတွေလုပ်ငန်းတိုးချဲ့ရတာတွေပြင်းစင်ပြောင်းလဲရတာမျိုးတွေနောက်ဝန်ထမ်းတယောက်ဆိုလို့ရှိရင်ယာရုတွေတက်သွားတာတွေနေရာကောင်းတွေရသွားတာတွေစတဲ့အခြေအနေမျိုးတွေကိုမျော်လင့်လို့ရနိုင်ပါတယ်စနေသားနည်းတော်တော်များများဟာအထူးအဖြစ်ပြည့်တဲ့ကိုကြုံတွေ့ရနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကောင်းတယ်နောက် OA နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အဆင်ပြေပါလိမ့်မယ်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းမကောင်းကောင်းတွေကိုရရှိနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အမှုကိစ္စလိုဟာမျိုးတွေပြဿနာလိုဟာမျိုးတွေကိုလည်းပဲအောင်မြင်သွားဖြေရှင်းနိုင်မယ်နှစ်တည်းလို့ပြောလို့ရပါတယ်ဗျာ။ကောင်းတဲ့အချက်လေးတွေဟာကောင်းတဲ့ဘက်မှာကောင်းတာတွေရှိနေသလိုညံတတ်တဲ့အရာလေးတွေမှာဗာလေးတွေရှိတဲ့ဆိုတော့ ခရီးသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာမျိုးတွေ အဲမသွားပြစ်တာမျိုးတွေရရှိရတာမျိုးတွေကြံ့ကြာခက်ခဲနေတာမျိုးတွေစနေသားမိတော်တော်များများကြုံရတတ်ပါတယ်เนาะအားလေးကိုသတိထားပေးပါနောက်တစ်ခုကငွေကြေးပိုင်းအကျွေးဆုံးသွားတာတို့လုပ်ငန်းတစ်ခုမှာပေါ့လုပ်နေရင်းနဲ့ပေါ့ကိုယ်တိုင်ကိုယ်ပဲ ပေါ်ရောအားနဲ့လိုပဲဖြစ်ဖြစ်အရှုံးပေါ်သွားတာတို့ဒါမျိုးတွေဖြစ်တတ်တယ်။ဥပမာလောင်းဝါးသားလုံးတဲ့သူတွေဆိုပူပြီးတတိထားပြပါနော်။ဓာတ်လျှောက်ကြီးမကောင်းဘူး။ဓာတ်လျှောက်ကြီးရှုံးနေမယ်။ဓာတ်လျှောက်ကြီးသုံးနေမယ်လို့ပြောတာမဟုတ်ဘူး။တစ်ချက်တစ်ချက်တစ်ခါတစ်ခါမှာတိတာထင်ရှားသွားနဲ့ဖြစ်တတ်တယ်လို့ဆိုတာကိုမှားကြားချင်တာပါနော်။မအခိုးခံလိုက်ရတာဖြစ်ဖြစ်ပျောက်ထားရှားတာမျိုးတွေပဲဖြစ်ဖြစ်ဖြစ်တတ်လွယ်တဲ့နှစ်တစ်နှစ်လည်းပဲဖြစ်နေပါတယ်နော်။နောက်တစ်ခုပညာရေးပါ အားနည်းနေတယ်နော်ပညာရေးမှာအဲ့တော့ကိုယ်တိုင်ကိုပဲပော့ပော့ရော့ရော့မဖြစ်စေဘူးယူဆိုင်ပါအဲ့တော့ပညာရေးဆိုတာသင်တန်းတက်နေတဲ့သူဆိုလို့ရှိရင်လည်းပဲဒီကိုလေးလာသင်ယူသင်ကြားနေတဲ့ပညာရေးတင်းနဲ့ပတ်သက်လို့ပေါ့နော်နောက်စာမွေးဖြစ်ရမယ့်သူတွေအင်တာဗျူးဖြစ်ရမယ့်သူတွေစသဖြင့်ဒါပညာရေးတဲ့အရေးကြီးတဲ့ဆောင်ရွက်ရမယ့်သူတွေဟာအရေးကြီးတဲ့အချိန်ရောက်လာကောင်လေးမှကြားမရခဏညံတာတို့တခြားအနှောက်အယှက်တွေပေါ်လာတာတို့ဒါမျိုးတွေဖြစ်တတ်ပါတယ် သတိလေးထားစေချင်ပါတယ်။ဘာသာရေးလုပ်လုပ်နေတဲ့သူတွေကလည်းပုံပုံမှန်လုပ်နေတာအလုပ်တွေကနေပြက်ကွက်သွားတာမျိုးတွေပြက်ပြက်သွားတာမျိုးတွေမလုပ်ဖြစ်တာမျိုးတွေလုပ်တဲ့အခါမှာလည်းစိတ်မပါတာမျိုးတွေဖြစ်တတ်ပါတယ်နော်။ဒါမျိုးလေးတွေကိုတွေးရပါတယ်။အဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့ကံကတော့များသွားဖြစ်ကောင်းပါလေ။ရန်အတိုက်ခိုက်ကတော့တိတ်တိတိသာသာကြီးရှိမနေဘူးလို့ပဲတွေးရပါလေ။အဲ့တော့ကျမ်းမာရေးပိုင်းဆိုရင်ဟောတဲ့ ်ကျမယူတယ်လည်းကောင်းပါတယ်များသောအဖြစ်ပေါ့နော်ဒါအကြီးစိတ်ပူပါလောက်တဲ့အနေအထားမျိုးကြီးကိုမတွေ့ရပါဘူးဗျာနော်ဒါကစနေသားမိများတော့ကိုကျွန်တော်ကအရင်ဆုံးဗီဒီယိုဂိမ်းလေးနဲ့ဟောပြောပြတာပါဆက်လက်ပြီးတော့ဒါတေရော့ကတ်နဲ့လည်းပဲကကြမှာဖတ်ကြားပေးမှာပါအဲ့တော့ကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမြန်းချင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်ပြီးတော့တောင်းယူလို့ရပါတယ် အရိကနေပြီးတော့တရက်ကြိုတင်စည်ရင်ပြီးတော့ဒါဗီဒီမင်းမြတ်လို့ရပါတယ်။ဘာကြောင့်တရက်ကြိုပြီးစည်ရင်ပြရတာလဲဆိုတော့တူချင်းတယောက်ချင်းရဲ့ဗီဒီငယ်ကိုကျွန်တော်အတွက်ချက်ပြီးတော့ဘဝတက်တက်တာနဲ့ပတ်သက်တဲ့ဟော်ဒီစိတ်နေစရာဒီဆောင်းဝမ်းရှောင်းဝမ်းတွေဖွာစားတာနဲ့ပတ်သက်တဲ့ဟော်ဒီနှစ်ပိုင်းခြားလပိုင်းခြားနဲ့ပတ်သက်တဲ့ဟော်ဒီရေရာတွေကိုပို့ပေးပါတယ်။နောက်ကိုတိလို့တဲ့အကြောင်းကိစ္စကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုလည်းပဲတခုချင်းပြဲရော့ကတ်နေနဲ့ကြည့်ပြီးတော့ ဖြည့်ပြီးခေါ်ပေးပါတယ်အဲ့တော့ဘေးဒီမင်းမြန်းကျင်တဲ့သူတွေကအားရကြမို့တရရတော့ဂျူပြီးစီရင်ပေးရတာဖြစ်ပါတယ်။ညံမှုဇော်ကားကတူဖို့နှစ်ပေါင်းကျပ်ရှိပါတယ်။နှစ်ပေါင်းထက်မှကအများကြီးတန်အောင်လည်းပဲကျွန်တော်ဘက်ကနေပြီး တော့ဒါဟောပြောပေးပါတယ်ခင်ဗျာ။ နောက်တစ်ခုကလာမဲလာပိုင်းတွေမှာရန်ကုန်မှာဘေးလုံးဟောကအဖော်လေးတစ်ခုကျွန်တော်ဖွင့်ဖို့စီစဉ်နေတာရှိပါတယ်။အဲဒီကြလည်းအားပေးပါဦး။ဒီရပိုင်းတွေမှာလည်းကျွန်တော်ကိုဖိတ်ကြားထားတဲ့အသင်းများတွေရန်ကုန်ကိုလာရောက်ပြီးတော့ဘေးလုံးဟောပြောဖို့ရှိပါတယ်။အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေမေးမြန်းခြင်းတဲ့သူတွေကကြိုတင်ပြီးတော့စာရင်းပေးပြီးတော့မေးမြန်းလို့ကြားပါရခင်ဗျာ။ကဲတော့စနေသားမိများတွေဘလို့ထူးခြားတဲ့အဖြစ်အပျက်တွေ1989ခုနှစ်ဖက်မှာ ကြုံတွေ့လာရနိုင်မလဲလို့သိအောင်ကျွန်တော်ဒါတဲရော့ကတင်းနဲ့ကတ်ချက်မှာဖတ်ကြားပေးမှာဖြစ်ပါတယ်เนาะ ဆရာသမားလိုပုံကိုယ်တွေအကြီးကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေကိုသိတာထင်ရှားတာနဲ့ရရှိလိမ့်မယ်လို့တွေးရပါတယ်။နောက်တစ်ခုကဉာဏ်အလင်းတွေပွင့်သွားတာမျိုးတွေရှိပါလိမ့်မယ်။လမ်းပြောက်နေတဲ့သူတွေဘာလုံးလုံးလုံးအောင်မသိတဲ့သူတွေဟာဘာလုံးရမယ်ဆိုတဲ့အဖြစ်တစ်ခုကိုတွေးရှာဖွေတွေးရှိနိုင်ပါလိမ့်မယ်နော်။အဲ့တော့လမ်းကြောင်းတစ်ခုပေါ်ကိုရှောက်ရှိပါလိမ့်မယ်။ရှောက်လန်းနိုင်ပါလိမ့်မယ်။ ကြီးကြီးမားမားတိုးတက်အောင်မြင်မှုနှစ်ခုရရှိနိုင်ပါတယ်နော်အဲ့တော့ဘာဘာမှာသီတာထေချာတာနဲ့တိုးတက်ပြောင်းလဲနိုင်တဲ့ကြီးမားတဲ့အဖြစ်ပြက်ပေါ့နော်အရာနှစ်ခုဒါဖြစ်မြောက်ပါလိမ့်မယ်ရရှိပါလိမ့်မယ်လို့တွေ့ရပါတယ်။နောက်တပည့်တပန်းအောက်လက်ငယ်သားတွေရဲ့အကူအညီကောင်းတွေအဆောက်အအုံကောင်းတွေကိုလည်းပဲရရှိပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့တော့ဘုန်းကြီးရဟန်းတန်ဃာနဲ့ပတ်သက်ပြီးတော့လည်းပဲထူးခြားတဲ့ဖြစ်ပျက်မျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်เนาะအဲ့တော့ဘုန်းကြီးရဟန်းတန်ခါနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုတွေပြုလို့ဆောင်ရွက်တာမျိုးတွေဆိုလို့ချင်းလည်းပဲဒါကိုတွေအတိတ်ကောင်းနှမိတ်ကောင်းတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်လို့ဒါစနေသားမိများတော်ကိုကျွန်တော်တေရခန်လေးနဲ့လည်းပဲဒါကကြမှာဖတ်ဟောကြားပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းအားပေးပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ